အဲဝိုင်းထဲမှာကလေးတွေကတွေ့တယ်ဥတော်ခေါ်ကျင်တာတဲ့မခေါ်ရဲလူလမ်းမှာတွေ့တယ်ခေါ်ကျင်တာဥတော်မခေါ်ရဲလူဖုံးဆက်တော့လေဥတော်နဲ့ဖုံးဆက်ရှင်တာမဆက်ရဲလူငုကလေးတွေကတော့ပြမယ်ကလေးပဲကြည့်လူကြီးပဲကြည့်ငါဘာကောမှမဟုတ်နော်ငါဘာကောမှမဟုတ်ဆရာကြီးလည်းမဟုတ်ငါနားလေတက်ကြွတဲ့ဟာလေးကိုငါလည်းရှက်မကြီးရတက်တောင်လို့လိုင်းပေါ်မှာကိုတိတလောက်ကလေးတွေကိုကျင်ဖွက်တာ နော်တကယ်တမ်းကျအောင်ငါစက္ကပရှင်ပြီလားစက္ကပရှင်လေပြီလားစက္ကပရှင်မင်းကြားဘူးလားအဲ့အဲ့ပုံမင်းကြားဘူးလားစက္ကပရှင်ဆိုတာကရင်တယောက်ကိုမော်တော်ဘီကဖမ်းမိသွားဖမ်းမိသွားခါကျကရင်ကိုမော်တော်ဘီကကြောက်မဘကောင်လို့ဆိုအိုးငါစက္ကပရှင်လေနော်အဲ့ပြောတော့ဟိုကမော်တော်ဘီကလည်းရုပ်ပြက်ဆိုတာ ဒီကောင်ဘာကောင်ညှို့မသိစက်ကပကျင်တော့ငါလှုပ်ပြီးမှအဲ့ဒါလည်းမင်းသွားတော့ဆိုမောင်းကခိုင်းတာအမှန်ကတော့စက်ကပရှင်သွားသွားကရင်ကပြောတာဟုတ်မိဘကောင်လေမော်တော်ဘီကမိရအိုးငါစက်ကပရှင်လीကရင်ကတလူပြေးတာအမှန်ကဘာမှမဟုတ်ဘူးပြင်ပြေးလိုက်တာသူကဆိုင်ကယ်ပိုင်ရှင်လို့ပြောတာနော်ဖမ်းရင်သူ့ဖမ်းဖို့ကပြောတာအဲ့ဒါဟုတ်ကရင်ကအိုးငါစက်ကပရှင်လीတော့အဲ့တော့ဟိုမော်တော်ဘီက ဒီကောင်ပါကောင်ညညကောင်သူလှုပ်ပြရအဲ့တော့နော်ဥပဒေနဲ့စက်စက်ကပရှင်ပဲကောဟာပါကောင်မဟုတ်ဘူးနော်လက်မတွေ့လေခေါ်လို့ရတယ်မူလို့ရပြောလို့ရဖုန်းနဲ့တွေ့လို့ပြောလို့ရတယ်ဘာမှမာနဆိုတာလည်းမရှိငါပါကောင်မဟုတ်တဲ့အတွက်ကြောင့်ဘာမာနမှမရှိဘူးဟုတ်လားနားလေတော့ဒီကိုဥပဒေလိုင်းပေါ်မှာရင်ဖွင့်လို့ရနော်အမှပဲတူတူဝိုင်းနေမှာပဲတူတူ ပုံနဲ့ပဲပြောပြောမသိရမေးလို့ရတယ်ပြီးတော့ကူကဦးတော်ဖြီးပြီးရနော်ဦးတော်ဘာကောင်မှမဟုတ်ပါဘူးနော်အဲဦးတော်ဖာမှာရှိရဲ့ကျက်သမားကလေးဦးတော်မနှုတ်ကိုဒီနေ့သင်္ကန်းစာလေးတစ်ခုပေးမယ်အဲ့တော့ကျက်သမား10ယောက်လာ10ယောက်လာလို့ရှိရင်10ယောက်လောက်ကသူအကြီးရယူအစီရယူတိုက်ကြအဲ့ထဲမှာ10ယောက်2ယောက်လောက်ကကျက်ကိုကန်ကြည့်ပြီးတော့သူတို့လက်ထဲမှာတွေ့တဲ့သူတို့ပညာနဲ့သူတို့အုံနှောင်းနဲ့ ရွေးချယ်ပြီးတော့အကြီးကိုလည်းရှာမယ်အသေးကိုလည်းရှောင်းနေရှောင်းနေအဲအဲ့လိုလူလူကတယောက်နှစ်ယောက်လောက်ရှိအဲ့လူကတကယ်ဘာသာရပ်ကိုကျွမ်းကျင်တဲ့လူလက်ထဲမှာကင်ကြည့်တယ်လုပ်ငန်းအတွေ့အကြုံကောင်းတယ်ဗဟုသုတကောင်းတယ်တကယ်တော်ရပြီကြတော့ဒီကောင်ကကြတော့ချက်ကိုကင်ပြီးမှကြီးရာကိုလည်းတိုက်တယ်တေးရာကိုလည်းသူရှောင်းကျင်ရှောင်းတတ်တယ်ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဟိုမင်းတို့ဒီဒီကြီးရာကို တိုက်ပြီးတေးတာကိုခြောင်တဲ့အရာလေးတခုပြောပြမယ်အဲ့ဒီနားလေတဲ့လူကသူကလက်ထဲမှာကန်ရတယ်ဟိုကျက်ကပော့ချွန်နေတယ်နော်ကိုယ်လည်းစီဘူးလေကိုယ်လည်းစီဘူးလေဒါဟိုကိုယ်ကနားလေတဲ့ကျက်သမားသူ့ရဲ့ကျက်ယူကျက်သက်ကိုဘုံရင်ကြည့်လိုက်တာသူ့ရဲ့ကျက်ယူကျက်သက်ကကျက်ယူကျက်သက်အိုးပော့နေတယ်ဒါဆိုရင်အဲ့ဒီခုနနားလေတဲ့ကျက်သမားတအားမတိုက်သွားဘူးဟုတ်ဘူးလား နောက်တစ်ခါจิตကတအားဝါတက်ပြီးကုရအများကြီးနေနေသွားကွာကန်ကြည့်တယ်ဒါကြက်ဦးအဲဒါဆိုရင်သူတိုက်ပြီဒါဆိုရင်သူတိုက်ပြီအဲ့တော့จิตပေါက်တီးဝိုင်းရောတဲ့ဝိုင်းရောခွတ်လာတယ်ဆိုတချို့ကြတော့ခွတ်တယ်လို့ပြောจิตပေါက်လဲဝိုင်းမခွတ်ဘူးငါတို့ကတော့ဘိုင်းတီးပြောရဲလုံးဝမခွတ်ဘူးအချိန်တိုင်သူတိုက်နေပြုတ်တာပဲဘယ်ကောင်ပြည့်ပြည့်အသားအသားဆွဲတယ်လို့ဥတော်က ုံးတက်တယ်သုံးတက်တဲ့အတိုင်းလေမိနစ်40 50သူအချိန်ပြလာတော့အဲ့တော့ကြက်သူကနော်ဟိုငွေတိုင်းလဲချောင်ကြမလို့နော်ကြီးတိုင်းလဲချောင်ကြမလို့ကိုယ့်ရဲ့ကြက်ပါကအတွေ့အကြုံနားလည်မှုတော့လိုတယ်အဲ့တော့ခုနအကြီးကိုကပေးမော့မယ်ပေးမဲ့မဆိုအနူးပေါက်ကပိန်ပြီးတော့အာပေါ့နေတယ်ဆိုလို့ရှိရင်ဒါဆိုအဲ့ကောင်တိုက်လိုက်လို့ရတယ်ခုနကအရင်က ပေါ့နေတယ်တက်တက်အူကပေါ့နေတယ်ဒါ तू ကစီးရတယ်ဒါဆိုရင်မတက်ရအောင်အဲ့တော့ကြက်သူများဆက်တိုင်းသူများရောင်တိုင်းတိုက်မရောင်နဲ့နော်ခုနအပေါ့ဝိရှင်ပေါ့နေတယ်ကိုတဲ့နည်းနည်းစီးရကိုဆန္ဒရှိရင်ဒါတက်လိုက်အူပေါ့နေတယ်ဝိရှင်စီးတယ်ဒါဆိုရင်မတိုက်နဲ့ဒါကြက်သမားကြီးတိုင်းဒီမူတိုင်းမတိုက်တာဟုတ်လား